အားလုံးမေးမင်္ဂလာပါဒီနေ့ကျွန်တော်တို့လေ့လာမယ့်အကြောင်းအရာကတော့လူတိုင်းနှိပါးကြဖူးကြမယ့်ရောသက်ဖြစ်စံစာပုံပြင်ပါဒါပေမဲ့လီဒီပုံပြင်ကိုတမိုင်းတစ်ခုအနေနဲ့မဟုတ်ဘဲလုံဝါကိုကွဲပြားတဲ့ရှုထောင့်တစ်ခုခန့်ညှိချမှာပါဆိုလိုတာကဒီပုံပြင်ဟာကဘာကြီးရဲ့အဆုံးသတ်အတွေ့ profit future တစ်ခုဖြစ်နေနိုင်သလားဆိုတဲ့မေးခွန်းကိုအခြေခံပြီးသုံးသပ်ချတဲ့ကျမ်းတစ်ဆောင်ကိုအတူတူလေ့လာကြည့်ကြမှာဖြစ်ပါတယ်ဆိုတော့ဒီသုံးသပ်ချက်တစ်ခုလုံးရဲ့အဆက်ဖြူရာကဘယ်ကလာတယ်လဲဆိုရင် ဓမ္မဟောကြားမှာပါတဲ့ Prophet အာမှုရဲ့စကားတစ်ခုကနေလာတာပါ။နည်းနည်းတော့နည်းနည်းလေးဗျာ။သူ့တော်ရောသက်ဖြစ်ပျက်စီးခြင်းကြောင့်မစိုးရင်ကြရဲ။ဒီစကားလေးတစ်ခုကနေပြီးတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့မေခွန်းတစ်ခုကိုမွေးထုတ်လိုက်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့အီဂျစ်ပြည်မှာရောသက်ကြုံခဲ့ရတဲ့အဆောက်ခွန်ပမှုကြီးကတမိုင်းတကဖြစ်ရတစ်ခုပဲမဟုတ်ခဲ့ရင်ရော။တနည်းအားဖြင့်အဲ့ဒီပျက်စီးခြင်းဆိုတော့ နောက်ဆုံးတော့ကာလာအတွက်အသေးစိတ်ရေးဆွဲထားတဲ့ profit view လမ်းပြမျိုးပုံကြီးတစ်ခုဖြစ်နေခဲ့မယ်ဆိုရင်ကောစဉ်းစားကြည့်ကြရပါနော်ဟဘီဒီယူစာကိုရှင်းရှင်းလင်းလင်းနားလည်နေဖို့အတွက်အပိုင်း၅ပိုင်းခွဲပြီးတစ်ခုချင်းစီကြည့်ထွားကြပါမယ်။ပထမဆုံးအနေနဲ့ရှင်းအောင် profit view ပုံစံပြီးတော့အငွေပေးနှမျိုးအဓိကဆက်ကောင်းတွေကိုအသေးပေဖွင့်ပုံထင်းချုံမှုရဲ့အမှတ်အတာနောက်ဆုံးမှာတော့တရားစီရင်ခြင်းနဲ့ကဘာသစ်အကြောင်းတွေကိုလေ့လာကြမှာပါ။ကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်။ဒီသွန်သက်ချက်ရဲ့အဓိကကြောယောကဘာလဲဆိုတော့ ရောတက်ကျဇလန်ဟာရိုးရိုးပုံမြင်မဟုတ်ဘူးဓမ္မပညာရှင်ဤအခေါ်ရှစ်ပြေပုံစံ profit future တခုဖြစ်တဲ့ဆိုတဲ့အယူဆပါပဲအဲ့ဒါကဘာကိုဆိုလိုတာလဲဆိုတော့ဓမ္မဟောင်းစံထက်ကတကယ်ဖြစ်ရတခုကနောက်ပိုင်းကာလလီဥပမာဓမ္မသစ္စံဓမ္မမုတ်ကပါဆုံးတက်မှဖြစ်လာမယ့်အရာတခုအတွက်ကြိုတင်အရေးပြတဲ့ပုံစံမျိုးကိုပြောတာပါဒီတုံးသက်ချက်အရဆိုရင်ရောသစ်ကြုံခဲ့ရတဲ့ဒုက္ခကအနာဂတ်မှာဖြစ်လာမယ့်ကမ္ဘာလုံးဆိုင်ရာအကျက်အထည်ကြီးတခုအတွက်တိုက်ရိုက်နမူနာပုံစံတခုဖြစ်တယ်လို့ဆိုလိုချင်တာပါပဲဟုတ်ပြီ ဒီအဒီပြေဖွင့်ဆိုချက်တစ်ခုလုံးရဲ့အထေကအုံမြက်ကအငတ်ပေးညမိုးဆိုတဲ့အယူအဆပေါ်မှာတိစောက်ထားပါတယ်။ဒီအငတ်ပေးညခုကတခုနဲ့တခု꽌ပြပေမဲ့အပြိုင်ဖြစ်ဖြစ်နေတယ်လို့ဆိုပါတယ်။ဒီနေရာမှာအဓိကကြတဲ့နိုင်ရှင်ချက်ကိုတွေ့ရမှာပါ။တစ်ဖက်မှာရောသက်ဂျုံခဲ့ရတဲ့ရုပ်ပိုင်းဆိုင်ရာအငတ်ဖေးဆိုလိုတာကပါမွန်မရှိတာရင်ငတ်တာတွေပေါ့။နောက်တစ်ဖက်မှာကျတော့နောက်ဆုံးသောကာလမှာဂျုံရမဲ့ဝိညာဉ်ရေးရာအငတ်ဖေးအဲ့ဒါကဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုငတ်မုတ်က တမတရားကိုစလောင်တာမျိုးကိုဆူလိုတာပါအယိမိကြံကအာမုတ်ကြံကိုကိုကသည်ဒီနှစ်ခုကိုတိုက်ရိုက်ချိဆက်ပြားဟတာပါဒီတော့ဝိညာဉ်ရေးရငတ်ဖေးဆိုတာဘယ်လိုအခြေအနေမျိုးလဲအဲ့ဒီအခြေမှာတန်ကိုးကြီးပြီးကျဲ့ပြဲနဲ့လေဖြောင်းမှုတွေပေါ်လာမယ်တမတရားဆိုတာရှာရခက်လာမယ်အတင်းတို့ဒီကအစဖောက်ပြင်းဖြစ်စီးပြီးအမှန်တရားကနေတွေ့ဖြီသွားကြမယ်အချို့ဆက်ကတော့လူလေရအမှန်တရားကနေလမ်းလွဲပြီးလေဖြောင်းမှုတွေကိုအလွယ်တကူယုံကြည်သွားကြမယ်တဲ့အခြေအနေမျိုးကိုဖန်တီးလိုက်တာပါပဲ ကဲအငတ်ပေးအကြောင်းသိပြီဆိုတော့ဒီ prophet ဖြူပြဆက်ကြီးတွေကအဓိကဆက်ဆောင်တွေကဘယ်သူဖြစ်မလဲဒီသုံးသက်ချက်ကအတိပေဖွင့်ဆိုချက်ကိုရှုထောက်နှမျိုးကနေအလွာလိုက်တင်ပြထားပါတယ်ပထမဆုံးအတိပေဖွင့်ဆိုချက်ကတာယေရှုထောင်ကနေကြည်လာပါဒီမှာတော့ဖာရိုဘူးယင်ကိုဗျာဒိတ်ချမ်း73မှာပါတဲ့ပင်လေတာယေနဲ့နှိုင်းရှင်ထားတယ်သူရဲ့ကပောက်ကိုအုပ်ဆိုးပြီးလူတိုင်းရဲ့ကိုယ်ကွယ်မှုကိုတောင်းဆိုတဲ့သူပေါ့ယောသက်ကိုကြိုက်လို့ကုံတာယေနဲ့နှိုင်းထားတယ် သူကအစာစာလိုအရင်မြင့်တွေကိုချိန်ချုပ်ပြီးပင်လယ်သားရဲကိုလူတွေကိုကိုွယ်လောက်အောင်အတင်းကျပ်လှုပ်ဆောင်မဲ့သူဖြစ်လာပါတယ်။ဒါမဲ့ဒါတခုတည်းတော့မဟုတ်သေးဘူး။နောက်တစ်မျိုးကဖျားသခင်ရှူထောင်ကနေအတိပဲဖွင့်တာပါ။ဒီမှာတော့ဖာရိုဘိုးရင်ကအရာအလုံးကိုပိုင်ဆိုင်တဲ့အမြင့်ဆုံးအာဏာပိုင် ခမီးတော်ဖျားသခင်ကိုကိုးစားပြုတယ်။ယောသတ်ကတော့အသက်ထစ်တဲ့အစာအစာ တနည်းအားဖြင့်နှုတ်ကပတ်တော်ကိုပေးပြီးလူတွေကိုစုဝေးစေကခမီးတော်ထံပို့ဆောင်ပေးတဲ့တားတော်ကိုပုံဆောင်တယ်လို့ဆိုပြန်ပါတယ်။ရှူထောင်းနှစ်ခုကလုံဝကိုစန့်ကျင်ပတ်တော့။တရချက်ကပဲဇလန်ရဲ့အဓိကပဋိပက္ခကိုရောက်လာစေတာပါ။အဲ့ဒါကတော့ထင်းချုံမှုပါပဲ။အီဂျစ်ပြည်သူတွေအသက်ရှင်မှုအစာတလို့အတွက်နဲ့ဖေရိုဖျံရဲ့ကျမ်းတွေဘလို့ဖြစ်သွားခဲ့တယ်လဲဆိုတဲ့အစစ်စစ်ဖြစ်စဉ်ကိုဒီကျမ်းကအတဲစိတ်ခွဲချမ်းစစ်ဖြတ်ထားတာပါ။ရှင်တန်ဖို့အတွက်သူတို့ဘာတွေပေးဆက်ခဲ့ရတယ်။ပထမဆုံး သူတို့ပိဆံနေအကုန်ပေးလိုက်ရတယ်။ပိဆံကုံကသူတို့ရဲ့တေးရဆန်နေမွေးမြူရည်အားလုံးကိုပေးလိုက်ရတယ်။အဲ့ဒါတွေပါကုံသွားတဲ့အခါမှာတော့နောက်ဆုံးသူတို့ရဲ့မြေယာတွေနဲ့သူတို့ကိုသူတို့ပါကြံ့အဖြစ်ပေးအပ်လိုက်ရတော့လာပဲ။ကပ္ပဦးကျန်း၄၈မှာပါတဲ့ဒီအစင်းစင်းဟာနောက်ဆုံးသောကာလမှာထိန်ချုပ်မှုတွေကိုဘလို့တိဆောက်သွားမလဲဆိုတာကိုပြနေရဲ Profit View လမ်းပြမြေပုံတစ်ခုလို့ဖြစ်နေတယ်လို့ဆိုရတယ်။ဒီတော့ဒီပေဆက်မှုတွေမှာပုံဆောင်အတိတ်ဖယ်ရှိနေတယ်လို့ဆိုပါရတယ်။ ငွေဆိုတာကအချက်အတဲ့ချလာတဲ့အခါအတုံးမဝင်တော့ရဲ့ logi စိစိန်ကိုကိုစားပြုတဲ့တည့်စာနေကတော့လူတယောက်ရဲ့သားရဲ့လိုအပြစ်ရှိတဲ့သဘာဝကိုပုံဆောင်ပြီးအဲ့ဒါကိုစွန့်လွတ်ရမယ်လို့ဆိုလိုတယ်။မြင်းနဲ့ခန္ဓာကိုယ်ကတော့ကိုယ့်ဘဝနဲ့ကိုယ့်ပိုင်အုပ်ချုပ်ခွင့်ကိုအလုံးစုံစွန့်လွတ်လိုက်တာကိုကိုစားပြုတယ်လို့အတိအပယ်ဖွင့်ထားပါဗျ။ဆိုတော့ဒီသုံးသပ်ချက်ရ အီဂျီပီမှာဖြစ်ခဲ့တဲ့ဒီအဆင်ဆင်လုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာနောက်ဆုံးကာလမှာလူတွေရင်ဆိုင်ရမယ့်သစ္စာဆောင်တိမှုအတွက်အကျဉ်းမဲ့ဆန်းသက်မှုတစ်ခုနဲ့အဆုံးသတ်သွားလိမ့်မယ်လို့ဆိုလိုနေတာပါပဲ။အဲ့ဒီနောက်ဆုံးအယောင်ဝဲတဲ့တန်ကြီးတွေကတော့အားလုံးသိကြတဲ့အတိုင်းချက်ချက်ချောက်တားရဲဤတစိပ်ပါပဲ။ဒီတစိပ်မရှိရင်အစားအသုံးဝယ်လို့မရရောင်းလို့မရပဲအခြေအမျိုးဖန်တီးပြီးအလုံးစုံဆွန့်လွတ်လို့ကိုတောင်းဆိုလာမယ်လို့ဒီကျန်ကချိန်ဆက်ပြထားပါတယ်။ဒါဆိုလူတွေကဘာလို့ဒီလိုလုပ်ကြမှာလဲ။ အကြောင်းရင်းတွေအများကြီးရှိနေတယ်လို့ဆိုပါလေတခိုးကြီးရဲ့နိမိတ်လက္ခဏာတွေအံ့ပွဲမှုတွေနဲ့လျက်စားလာမျိုးတွေရှိမယ်တေးမောင်ကိုကြောက်တဲ့စိတ်ကလည်းတွန်းအားပေးမယ်အဓိကတော့အစားတောင်းတဲ့ရေလိုအပ်မှုကြောင့်အတင်းကျက်လိုက်နာတာမျိုးကဘာလုံးဆိုင်ရာထိန်ချုပ်မှုစနစ်ကြီးတစ်ခုလုံးရဲ့ဖျားပေးမှုကြောင့်ဒီလောက်ကိုရွေးချယ်သွားကြမှာဖြစ်တယ်လို့ဖော်ပြထားတာပါကဲ အဲ့ဒီနောက်မှာတော့တရားစီရင်ခြင်းနဲ့ကဘာသစ်ဆိုတဲ့နောက်ဆုံးစသိန်းပိုင်းကိုရောက်လာပါပြီ။ဒီ Profit Future ရဲ့အဆုံးသက်ကဘယ်လိုဖြစ်မလဲဆိုတာကိုဒီကြမ်းမအစီအစဉ်တကျဖော်ပြထားတာကိုကြည့်လိုက်ကြရအောင်။နောက်ဆုံးအစီအစဉ်ကဒီလိုပါ။ပထမဆုံးကြီးစွာသောဒုက္ခကာလဆိုတာရှိမယ်။ဒါက၄နှစ်လသုံးနှစ်ခွဲကြာမြင့်ပြီးတရားကအိုးဆိုးပြီးလူတိုင်းကိုအကျဉ်းချက်ကိုးကွယ်ခိုင်းမဲ့ကာလပေါ့။ဘီအိနော့ခရစ်တော်ဒုတိယအကြိမ်ပြန်ကြွလာပြီး သစ္စာရှိတဲ့အားကြနေတဲ့ထားမြောက်မယ်။အဲ့ဒီနောက်မှာ နောက်ဆုံးတရားစီရင်ခြင်းအနေနဲ့တာရဲကိုကိုးကွယ်ခဲ့သူတွေအပေါ်ကပ်ပေးခွန်ပါကြားရောက်မယ်။အဆုံးသက်မှာတော့ကပါတစ်ထီတဲ့မိုးကောင်းကင်တဲ့နဲ့မြေကြီးတစ်ကိုတီထောင်မယ်လို့ဆိုပါရက်။ဒီတော့သစ္စာမရှိသူတွေတာရဲရဲ့တန်စစ်ကိုလက်ခံသူတွေရဲ့ကံကြမ္မာကဘလို့ဖြစ်မလဲ။ဒီကျိုင်းရတော့သူတို့ဟာကပ်ပေးခွန်ပါကိုရင်ဆိုင်ရပြီး နောက်ဆုံးမှာမီးအိမ်ထဲကိုပိတ်ချခံရမယ်လို့ဖော်ပြထားတာပါ။ တစ်ဖက်မှာလည်းတစ္ဆာရှိသူတွေအတွက်ဆူလာပတ်ရှိပါတယ်အသက်ကိုစွန့်ပြီးတော့တောင်ခူးခံခဲ့တဲ့တစ္ဆာရှိသူတွေကတော့ရှင်ပြန်ထမြောက်ခွင့်ရပြီးမိုးကောင်းရင်တဲ့နဲ့မြေကြီးတစ်ကိုအုပ်ဆိုးရမယ်အခွင့်ကိုရရှိမယ်လို့ကတိပေးထားပါတယ်ဒါကြောင့်အ धिक အချက်ကိုပြန်ချုပ်ရရင် ရွှေဟောင်းရော့တဲ့တွေဇလန်းကိုတမိုင်းတစ်ခုအနေနဲ့ပဲမဟုတ်ပဲ လူသားမျိုးနွယ်တစ်ခုလုံးရဲ့အဆုံးစုံကံကြမ္မာနဲ့ပတ်သက်တဲ့နည်းနည်းတဲ့သတိပေးချက်တစ်ခု ပြီးတော့ကတိတော်တစ်ခုအဖြစ်အတိပယ်ဖွင့်ဆိုထားတာကိုတွေ့ရမှာမှာရွှေခေတ်ကစီးပွားရေးအကျက်အသေးတစ်ခုကနီဝဉဉီးရပြောပတ်ဖြူလံပြမြေမှုတစ်ခုအဖြစ်ပြောင်းလဲသွားတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ကဲဒီတော့နောက်ဆုံးမှ မေးခွန်းတစ်ခုခြံခဲ့ပါရစေဒါပုံဆောင်သတိပေးချက်တစ်ခုပဲလားဒါမှမဟုတ်တကယ်ဖြစ်လာမယ့်အနာဂတ်အတွက်လမ်းညွှန်ချက်တစ်ခုလား အရင်မြစ်ချန်ကတော့သူ့ရဲ့အဆောကိုဒီလိုတင်ပြထားပြီးနောက်ဆုံးကောက်ချက်ကိုတော့လီလာတူဒီစီမှာပဲထားခဲ့ပါတယ်။ဘလိုပဲဖြစ်ဖြစ် ရောတက် EPS ချင်းဆိုတဲ့အကြောင်းအရပေါ်ဒီလိုအသေးစိတ်သုံးသက်ချက်ကရှင်းဟောင်းပုံပြင်တွေရဲ့နောက်ွယ်မှာဘလိုနဲ့နေတဲ့အတိတ်ဖယ်ရှင်နေနိုင်တယ်လဲဆိုတော့ပြန်လဲစဉ်းစားဖို့တိုက်တွန်းနေတယ်လို့ပါပဲ။